ကိုးတိုင်းအုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းအနီးကစစ်ကောင်စီတပ်ကင်းစခန့်နဲ့စစ်ကြောင်းကိုတိုက်ခိုက်လို့အရာရှိတအုပ်အပိုင်း15ဦးသေဆုံးပြီးလက်နက်ခင်ရန်ချို့သိမ်းဆီးရရှိခဲ့တယ်လို့တွန်လိုင်းတပ်တွေကသတင်းထုတ်ပြန်ပါတယ်။ကျွဲပွဲမြို့နယ်အုတ်တွင်းမြို့နယ်ညောင်ချောင်းမြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းဘေးကြောက်တန်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုမက်ရှနာရှိရနေမနဲ့အစောပိုင်းမှာတွန်လိုင်းပူပေါင်းတပ်တွေကစီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲမှာစစ်သား9ဦးသေဆုံးပြီး လက်နက်6လက်နဲ့ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့သိရပါဗျ။မက်ရှလန်9ရက်နေ့နဲ့10ရက်နေ့တွေမှာလည်းအုတ်တွင်းမြို့နယ်ကျွဲပွဲမြို့မြို့ဆိုးထတာအနီးကရေအိုးစင်ရွာအတွင်းလူနေအိမ်တွေကိုမိရှို့ဖျက်ဆီးကလူသွားလမ်းတွေပေါ်မိုင်းထောင်တာတွေလုပ်နေတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒရုန်းပုံးချေချတိုက်ခိုက်ခဲ့တာကြောင့်အရာရှိတအူအပောင်ဝင်စစ်သား10ဦးသေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ အဆိုပါစစ်ကြောင်းမှပြန်လည်ဆုတ်ခွာသွားပြီးရေဦးစင်ကျေးရွာကပြည်သူပိုင်းနေလေးလုံးကိုလည်းမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗျ။အဲဒီတိုက်ခိုက်မှုတွေကို Delta 1 Drone Force အုတ်တွင်းမြို့နယ်ပကဖ Drone အဖွဲ့ Federal Pickup Drone အဖွဲ့တောင်ပိုင်းတိုင်းစစ်စင်ရေးနယ်မြေနှင့် Viewer 23လက်ခံတပ်တွေဖြစ်တဲ့တရင်3932တို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တအူကြဆုံးခဲ့တယ်လို့သိရပါဗျ။ ။ဒါအပြင်ဘကိုးတိုင်းဇေယျကြီးမြို့နယ်ဓာတ်ထောက်ရွာအတွင်းကစစ်ကောင်စီတပ်တွေကိုလည်းမက်လ9ရက်နေ့ကဒရုန်းပုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ Data 1 Drone Force အဖွဲ့ကထုတ်ပြန်ထားပါတယ်။အလားတူဘကိုးတိုင်းထန်းတပင်မြို့နယ်တပင်ညွတ်စစ်တပ်စခန်းသိမ်းတိုက်ပွဲမှာလည်း PDF အထူးကွန်မန်ဒိုတပ်ရင်း P29914 KNLA တပ်မ1 KNLA တပ်မ3ယောနသန် Drone Force အဖွဲ့တို့နဲ့အတူ အုတ်တွင်းမြို့နယ်ပကဖာရူကပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အုတ်တွင်းမြို့နယ်တွင်စစ်စင်ရေးတွေလှုပ်ဆောင်တော့မှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားရဲနဲ့စခန်းတွေအနီးနီးနီးကပ်ကပ်မနေကြဘူး။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People Defense Organization အုတ်တွင်းအဖွဲ့ကတတိပေးချက်ထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အဆက်ကဂျိုင်းမြစ်ကိုဖျက်ဆီးဆောက်လုပ်ထားတဲ့ဂျိုင်းဒရာတစ်ဖွံ့ဖွဲကိုတက်ရောက်လာတဲ့ စစ်ကောင်စီကရင်ပြည်နယ်ဝင်ကြီးချုပ်နဲ့ဝင်ကြီးတွေအဖွဲ့ကိုဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Mon Liberation Army ကထုတ်ပြန်ပါတယ်။မတ်လ9ရက်နေ့မနက်9နာရီလောက်မှာဂျိုင်းဒရာတစ်ဖွင့်ပွဲကိုတက်ရောက်လာတဲ့ဦးမျိုးတန့်စောက်လို့ရေးဝင်ကြီးဌာနဝင်ကြီးဦးစောမြင့်ဦးကရင်ပြည်နယ်ဝင်ကြီးချုပ်ဗိုလ်မှူးကြီးပညာဝင်ဒူတိုင်းမှုအရှိတောင်တိုင်းစစ်ဌာနချုပ် ဥညွန်နှင်းကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဥညင်ညီဆောင်ကရင်ပြည်နယ်လမ်းမန်းဆက်သွယ်ရေးဝန်ကြီးတို့အဖွဲ့ဟာဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့်ဖဲကျိုးဖြတ်ပြီးပြီးချင်းထွက်ပြေးသွားခဲ့ရတယ်လို့သိရပါတယ်။ MLA တပ်ဖွဲ့နဲ့ Spring UAV Force G3 Face Wing Drone တပ်ဖွဲ့တို့က drone နှစ်စင်းနဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာကားနဲ့တဲထုတ်သွားတယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီရဲ့ကော့ဂရိတ်မြို့နယ်ကြုံတိုးမြို့အခြေဆိုင်ခမရ905 946နဲ့ယူဟာကုန်းကဂျမ်မာရီကျောင်းဒရုန်းဖုံးသီးလွှင့်စင်ခဲ့ရာတရားဟောင်းအောက်ဘက်ချမ်းမူလာတန်းကျောင်းအနီးကဈေးတဲ့တူမစိုးရင်ရထင်ရရရှိခဲ့တယ်လို့သိရပါတယ်။ဂျိုင်းတရားသစ်ဖွံ့ဖွဲတိုက်ခိုက်ရေးမစ်ရှင်အတွင်းအပြစ်မဲ့ပြည်သူတူထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်တက်တော်ကအထူးဝန်းနေရပါကြောင်းနဲ့ပြည်သူတွေအနေနဲ့စစ်ကောင်စီကပြုလုပ်တဲ့ ်ဝဲလန်းသပင်အခမ်းအနားတွေနဲ့တက်စကန်တွေအနီးမှာမနေကြဘူးမွန်လီဘရေးရှင်းအာမီကတတိပေးထားပါတယ်